စဉ်းစားကြည့်ပါပတ်စံကိုဘလောက်ပဲရှာရှာဘလောက်ပဲကြိုးစားကြိုးစားချမ်းသာတဲ့သူတွေကပိုပိုချမ်းသာနေပြီးကိုကတော့အကျေတန်နေရတဲ့ကမလွတ်ဖဲရှုံးကန်နေရတာပါကြောက်လေလိုအပ်ချက်ကသူတို့မှာပိုကောင်းတဲ့ရည်ရွယ်မြုံနှံမှုနီလန်းရှိနေတာမဟုတ်ပါဘူးတကယ်တော့သူတို့ရဲ့အုံနောက်ထဲမှာရှိနေတဲ့စိတ်တမိုင်းဆက်ကတာမန်လူတွေနဲ့မတူလို့ပါဒီစိတ်တကသာသင်ရဲ့ဝင်ဝဲကိုဆုံးဖြတ်ပေးတာပါဒါဆိုရင်သင်ရောသူတို့လိုပဲတန်းကြွယ်တဲ့စိတ်တမီလီယနာမိုင်းဆက်ကိုပိုင်ဆိုင်ဖို့ စံသက်ဖြစ်ပြီလားဒီနေ့မှာတော့သင်ဘဝကိုတစ်တလုံးပြောင်းလဲပြင်မယ်အဲ့ဒီထန်တာသူတို့ရဲ့ငွေကြေးစိတ်တငါးချက်အကြောင်းကိုအသေးစိတ်ဖော်ထုတ်ပြသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုတစ်စက္ကန့်လေးမှမလွတ်တမ်းကြည့်ပြီးသင်ဘဝကိုအခုပဲပြောင်းလဲလိုက်ပါပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ငွေကြေးကိုဘယ်လိုမြင်လဲဆိုတဲ့အမြင်ပဲဖြစ်ပါတယ်လူအများစုကငွေကိုလိုချင်စရာကောင်းတဲ့အရာတစ်ခုအနေနဲ့ပဲမြင်တယ်ဒါမှမဟုတ်ငွေကမကောင်းဘူးပတ်စံရှာဖို့ဆိုတာခက်ခဲလွန်တယ်လို့တွေးပြီး ရန်သူလိုဒါမှမဟုတ်ဝင်တော့ဝင်ဖို့လိုသဘောထားကြတယ်။ဒီနေရာမှာစိတ်တက်ပြောင်းလဲမှုလုပ်ရပါမယ်။ငွေကြေးကိုကျွန်တော်တို့ရဲ့ရှီမန်းချက်တွေစီပို့ဆောင်ပေးမယ်။မဟာမိတ်အဖြစ်မြင်လိုက်ပါ။ပတ်စံဆိုတာကွန်ပျူတာစုကိုစောက်ရှောက်ဖို့ပြည်များရေးအတွက်ရင်းနှီးဖို့ကိုချစ်တဲ့သူတွေကိုကူညီဖို့အတွက်အသုံးပြုရမယ့်စွိုင်းအင်တမျိုးကရိယာတစ်ခုပဲဖြစ်ပါတယ်။နေတိုင်းငွေကြေးကိုကျေးဇူးတင်ပါ။ငါးစီကိုပုံမကောင်းမွန်တဲ့အခွင့်အရေးတွေနဲ့အတူငွေကြေးတွေစီးဝင်လာနေတယ်လို့ကိုကိုကိုအမြဲပြောပါ။ ဒီလိုအပြုဘောဆောင်တဲ့စိတ်ဓာတ်ကတဲအောင်နောက်ကိုငွေရှာမဲ့ဒီလန်တွေကိုပို့ပြီးရှာဖွေပေးစေပါတယ်။ငွေရေးချေးနဲ့ပတ်သက်ပြီးချမ်းသာသူတွေနဲ့တာမန်လူတွေကြွားချတဲ့ဒုရီယာအချက်ကတော့ငွေကိုဘယ်လိုတုံးဆွဲတယ်လဲဆိုတဲ့ညီလန်းပဲဖြစ်ပါတယ်။တာမန်လူတွေဟာသူတို့ရတဲ့ငွေကိုဝယ်ယူတုံးဆွဲမှုအတွက်အကုန်ကြခံသူကွန်ဆူမားတွေဖြစ်နေတတ်ပါတယ်။ဒါပေမဲ့စိတ်ဓာတ်ခွန်အားကောင်းတဲ့ချမ်းသာသူတွေကတော့သူတို့ရဲ့ပတ်စံကိုရှင်နေမြုံနံသူ investor စိတ်ဓာတ်နဲ့အသုံးပြုပါတယ်။ သူတို့ဟာပတ်စံကိုတစ်ချိန်သုံးပြီးပျောက်ကွယ်သွားမဲ့အရာတွေအတွက်သုံးမဲ့အစားနောက်ထပ်ပတ်စံပြန်ရှာပေးမဲ့အရာတွေဥပမာ store share အင်ချံကြီးကိုယ့်ရဲ့ပြည်များကြီးကျွမ်းကျင်မှုအတွက်သုံးဆွဲကြပါတယ်။သင်ပတ်စံသုံးတော့မယ်ဆိုရင်ခဏရက်ပြီးကိုကိုကိုမေးခွန်းထုတ်ပါ။ဒီအရာကငါ့အတွက်ရေရှိမှတန်ဖိုးရှိတဲ့အကျိုးအမြတ်ကိုပြန်ပေးနိုင်မလား။ကိုယ့်ရဲ့ပြည်များကြီးကျမ်းမာရေးဒါမှမဟုတ်ဝင်ဝေတိုးစေမယ်။စီးပွားရေးတစ်ခုခုအတွက်သုံးဆွဲတာဟာအကောင်ဆုံးရှင်နေမြုံနယ်မှုတွေပါပဲ။ ဘဝမှာရှိမှန်းချက်မရှိပဲရှည်ထဲမှာမျောနေတဲ့လေသစင်းလိုမဖြစ်ပါစေနဲ့ငွေကြေးစိတ်ထဲမှာတတိယအချက်ကတော့ရှင်းလင်းပြတ်သားတဲ့ငွေကြေးပန်းတိုင်းထားရှိဖို့ပဲဖြစ်ပါတယ်လူအများစုဟာချမ်းသာကြတယ်လို့ပြောကြပေမဲ့ဘယ်လောက်ချမ်းသာကြတာလဲဘယ်အချိန်မှဖြစ်ကြတာလဲဆိုတာကိုအတိအကျမတိကျပါဘူးစိတ်ဓာတ်ခွန်အားမြန်မာသူတွေကတော့သူတို့ရဲ့ပန်းတိုင်းကိုတိကျတဲ့ကိန်းကဏ္ဍတွေအချိန်ကာလတွေနဲ့သတ်မှတ်ကြပါတယ်ဥပမာ၅နှစ်အတွင်းမှာ bus အင်္ဂါကနေ တိန်နေရန်ရရှိစေမဲ့ရှင်နင်းမွန်းတမှုကိုစတင်မဲ့ဆိုတလိုမျိုးရှင်းလင်းတဲ့ရီမန်ချက်ရှိမှသာတင်းစိတ်ကအဲဒီစီရောက်ကိုလမ်းကြောင်းကိုရှာဖွေပေးမှဖြစ်ပါတယ်။စမတ်ဂိုးလို့ဆိုတဲ့စပီရှိဖီမရှာရီရယ်အာဂျီဘယ်ဘရလီဗန်တိုင်ပေါ်ဒီစနစ်တွေကိုအသုံးပြုပြီးတင်ပန်းတိုင်းကိုစာရွက်ပေါ်မှာရေးဆွဲပါ။ပြီးရင်အဲဒီပန်းတိုင်းကိုနေတိုင်းကြည့်ပြီးဘာကြောင့်အဲဒီပန်းတိုင်းကိုရကျင်တာလဲဆိုတဲ့ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကိုအခိုင်အမာထားပါ။လူတွေငွေကြေးနဲ့ပတ်သက်ပြီးအခက်အခဲကြုံရတဲ့ အထင်မှားဆုံးအကြောင်းရင်းတစ်ခုကတော့သူတို့ရဲ့ကိုယ်ကိုယ်ကိုတန်ဖိုးထားမှုပဲဖြစ်ပါတယ်။ငါကဒီလောက်များတဲ့ပတ်စံကိုမရထိုက်ပါဘူး။ငါမှအဲ့ဒီအရေးကျွန်းနေမရှိဘူးလို့ကိုယ်ကိုယ်ကိုတားဆီးနေတဲ့အတွေ့အကြုံကြောက်ပါ။အောင်မြင်တဲ့ငွေကြေးစိတ်သက်ရှိတဲ့သူတွေကတော့သူတို့ဟာတန်ဖိုးရှိတယ်လို့ယုံကြည်ကြပါတယ်။သူတို့ရဲ့အချိန်အသိပညာနဲ့ကျန်းကျင်မှုတွေဟာအပိုးတန်တယ်ဆိုတာကိုသူတို့သိတယ်။ဒါကြောင့်သူတို့ဟာကိုကိုကိုရင်းနှီးမြှုပ်နှံမှုမကြောက်ကြပါဘူး။တင်းတန်းတတ်တာစာအုပ်ဖတ်တာနီးပြငှားရမ်းတာ စာရရီဟာကိုကိုကိုပို့ပြီးတန်ဖိုးရှိအောင်ဖန်တီးနေတာပဲဖြစ်ပါတယ်။တင်တန်ဖိုးကိုမြင့်တင်မဲ့အရာတွေမှာ အချိန်နဲ့ငွေကိုပို့ပြီးသုံးဆွဲပါ။ကိုပေးနိုင်တဲ့တန်ဖိုးပုံများလာတာနဲ့အမျှကိုစီကိုပြောင်းဝင်လာမဲ့ငွေကြေးပမာဏဟာလည်းပုံများလာမှသိကြပါတယ်။နောက်ဆုံးချက်ကတော့ဗန္ဒာရေးဆိုင်ရာခရီးလမ်းမှာမဖြစ်မနေကြုံတွေ့ရမဲ့အရာတစ်ခုကိုရှင်းဆိုင်တတ်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒါကတော့အမားတွေနဲ့ဆုံးရှုံးမှုတွေပါပဲ။ဘယ်အောင်မြင်သူမှအစာကလေးကအရာရာကိုအဆင်ပြေချောမြေ့စွာ က်တန်းခဲ့တာမဟုတ်ပါဘူး။တမန်လူတွေကအမားလုံးမိရင်စိတ်သက်ကြပြီးတက်လျှော်လိုက်ကြတယ်။ဒါပေမဲ့မီလီယန်နာမိုင်းဆက်ရှိတဲ့သူတွေကတော့ရှုံးနေမိတဲ့ကိုတံပိုးရှိတဲ့သင်္ကန်းစာအဖြစ်မြင်ပါတယ်။ငါဘာတွေမှန်းသွားလဲ။နောက်တစ်ခါပဲလို့ပိုကောင်းအောင် လုပ်မလဲဆိုပြီးမျိုးကွန်းထုတ်ပြီးရှေ့ဆက်ကြပါတယ်။အမားလုံးမိလို့ကိုကိုကိုအပြစ်မတင်ပါနဲ့။တင်ယူမှုမတန်အဖြစ်မှတ်ယူပါ။ရှင်နေမျိုးနာမှုပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်ဆုံးရှုံးမှုတွေကနေသင်္ကန်းစာယူပြီး ိုပြီးတတိထားပိုပြီးထမှတ်တဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင် ရေးချင်ပါရှေးဆက်နေသည်များကာလပတ်လုံးသင်ဟာအောင်မြင်နေမှာပါဒီနေ့မှာတော့သင်ရဲ့ဗန္ဒာရေးဆိုင်ရာကာကြမ္မာကိုကိုယ်တိုင်ပုံဖော်နိုင်မဲ့အရေးကြီးဆုံးငွေကြေးစိတ်သက်ငါချက်ကို ပြောပြပေးခဲ့ပါပြီနံပါတ်၁ကငွေကြေးကိုမဟာမိတ်အဖြစ်မြင်ပါနံပါတ်၂အကုန်ကျခံသူမှရှင်နီမြုံနံသူတို့ပြောင်းပါနံပါတ်၃ရှင်းလင်းပြတ်သားတဲ့ငွေကြေးရည်မှန်းချက်သတ်မှတ်ပါနံပါတ်၄ ကိုကိုကိုတန်ဖိုးထားမှုညင်တယ်ပါနံပါတ်5အမားများမှတင်ယူပြီးရှေးဆက်ပါဒီနေ့ကစပြီးဒီစိတ်သက်တွေကိုတင်ဖို့ရတယ်မှာအသုံးချလိုက်ပါစိတ်သက်ပြောင်းလဲလိုက်တဲ့နဲ့တင်းတပါကြီးကပါပြောင်းလဲလာပါလိမ့်မယ်တင်းရငွေကြေးဆိုင်ရာအောင်မြင်မှုခရီးလမ်းကိုစတင်လိုက်ပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မပေးပါနဲ့အောင်အားလုံးပဲအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ထပ် video တွေမှာပြန်ဆောင်ကြမယ်